ကင်းစားယောဂတဲ့ယူကရိန်းဆက်ဆောင်မင်္ဂလင်းငယ်တယောက်နဲ့သူ့ရဲ့မိသားစုဝင်တချို့ဟာအစ္စရေးနိုင်ငံမှာခိုးလုံနေစဉ်တောတွင်းအီရန်ဒုံးကျည်ထိမှန်ပြီးတိတ်ဆုံးခဲ့ပါတယ်။အသက်9နှစ်သာရှိသေးတဲ့နက်စညာဘာဟာရှားပါးတဲ့ကင်းစားယောဂတမျိုးဆွဲကပ်ခံစားနေရသူဖြစ်ပါတယ်။သူ့ရဲ့ဇာတိနိုင်ငံယူကရိန်းကိုရုရှားကကျူးကျော်ဆက်ပြုတ်ခဲ့ပြီးနက်စညာမှာလည်းကင်းစားဖြစ်နေတာကိုတွေ့ရှိခဲ့တဲ့နောက်မိသားစုဟာဆစ်ဆောင်ဖို့ရောဆေးကုသဖို့အတွက်ပါအစ္စရေးနိုင်ငံစီရွှေ့ပြောင်းခဲ့ကြပါတယ်။ ဒါပေမဲ့လည်းစစ်ရဲ့ဆိုးရွားတဲ့အကြမ်းကြောက်ရက်ဆက်မှုတွေဟာသူတို့မိသားစုကိုနောက်တစ်ကြိမ်လက်လန်းမိသွားကြတာဖြစ်ပါတယ်။ Israel ရဲ့ဘက်ယံမြို့မှာနေထိုင်နေတဲ့ Nesnya တို့မိသားစုဟာဂျွန်လ23ရက်နေ့ညပိုင်းက Iran ပြစ်ခတ်လိုက်တဲ့ဒုံးကျည်တစ်စင်းဟာသူတို့ရဲ့တိုက်ခန်းကိုတက်တက်မတ်မတ်အထိမှန်တာခံခဲ့ရပါတယ်။အဲ့ဒီဖြစ်ရကြောင့် Nesnya နဲ့အတူသူ့ရဲ့မိခင်အဖွာအကိုနှစ်ဦးတို့ပါတိတ်ဆုံးခဲ့ပါတယ်။ Israel က Iran ရဲ့နျူကလ িয়ার နဲ့စစ်ရေးဆိုင်ရာပြစ်မှတ်တွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီး အီရန်ဘက်ကဒုံးကျည်တွေနဲ့လက်တော့ပြန်တဲ့ပထမဆုံးညမှာပဲနက်စညာတို့မိသားစုကန်စိုးသွားခဲ့ကြရှာတာပါဒီဖြစ်စဉ်ကိုအစ္စရေးသတင်းဌာနတစ်ခုဖြစ်တဲ့ယန်ကအစတင်ဖော်ပြခဲ့ပါတယ်နက်စညာရဲ့ဖခင်အာတမ်ကတော့ယူကရိန်းရဲ့မြို့တော်ကီယက်မှာကြံခဲ့ပြီးရုရှားကို တိုက်ခိုက်နေပါတယ်သူဟာအဝေးရောက်နေတဲ့မိသားစုကိုဘာအကူအညီမှမပေးနိုင်ခဲ့ပဲသတင်းစိုးကိုလက်ခံရရှိခဲ့ပါတယ်နက်စညာဟာသွေးကင်းစာယောဂရဲ့ရှားပါတဲ့မျိုးကွဲတစ်ခုအတွက် အစ္စရေးမှာစေဝါကုသမှုခံယူနေရတာပါယူကရိန်းရဲ့စိတ်ကမ်းမြို့အိုဒက်ဆာစာတိဖြစ်တဲ့နက်စညာမှာယောဂါဆိုကြီးဆွဲကပ်နေတာကိုမိသားစုက2022မှာသိရှိခဲ့ရပါတယ်ယူကရိန်းမှာဓာတ်ကင်ကုတုံခံယူရင်နက်စညာရဲ့အခြေအနေကအစပိုင်းမှာတိုးတက်လာပေမဲ့နောက်တော့ကင်ဆာကပိုပြီးဆိုးရွားလာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆစ်ဆောင်ကုညီရဲ့အဖွဲ့အစည်းတွေအစ္စရေးကအလှူရှင်တွေနဲ့ချိတ်ဆက်မိပြီးနက်စညာဟာအစ္စရေးနိုင်ငံစီရွှေ့ပြောင်းခွင့်ရခဲ့တယ်လို့ ရှင်စီအစားထုတ်ကူရုံးကိုခံယူခဲ့ပါတယ်။ဒါပေမဲ့လည်းရလက်အရာမအောင်မြင်ခဲ့ပဲသွေးကင်စာကတကြောပြန်ခေါင်းထောင်လာခဲ့ပါတယ်။အခုတော့မျော်လင့်မထားပဲကြောက်ရောက်လာတဲ့အစ်စ်မတ်ဘေးဆိုးကြီးကသူ့ရဲ့စ조사ရှင်တန်နေမှုကိုအဆုံးသတ်ပြစ်လိုက်ပါတယ်။နက်စညာရဲ့ဖခင်ဖြစ်သူအာတမ်ကသူ့မိသားစုဟာရုရှားကခဏခဏဘုံကျဲတော်ကိုခံနေရတဲ့အိုဒက်ဆာမြို့မှာနေရှင်ရင်အစ္စရေးမှာဘေးကင်းလုံခြုံလိမ့်မယ်လို့ယုံကြည်ခဲ့ကြကြောင်းကြေကြေကွဲကွဲပြောပြခဲ့ပါတယ်။ ဣသရေလနိုင်ငံဆိုင်ရာယူကရိန်းတန်ယုံကတော့ဂျွန်လ13ရက်ညပိုင်းနဲ့ဂျွန်လ14ရက်မနက်အစောပိုင်းတွေမှာဣသရေလစီအီရန်ပစ်ခတ်လိုက်တဲ့ဒုံးကျည်တစ်စင်းကဗတ်ယံမြို့မှာရှိတဲ့လူနေအဆောက်အုံကိုထိမှန်ခဲ့တာကြောင့်ကလေးသုံးဦးအပါအဝင်ယူကရိန်းနိုင်ငံသား5ဦးအသက်ဆုံးရှုံးခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ဗတ်ယံမြို့မှာဒုံးကျည်မိုးရွာခဲ့တဲ့အဲ့ဒီတ냐တာအတွင်းနောက်ထပ်ဒေသခံ၄ဦးလည်းတိစုံခဲ့ပြီးဒဏ်ရာရသူ၁၀၀ကျော်ရှိခဲ့ပါတယ်။အခုဆိုရင်အီရန်နဲ့အစ္စရေးကစစ်ရေးပဋိပက္ခဟော ရှစ်ရက်ကြာမြင့်လာပြီဖြစ်ပြီးနှစ်ဖက်စလုံးကဒုံးကျည်တွေ drone တွေဘုံတွေအသုံးပြုပြီးနှင်းစင်ရက်ဆက်တိုက်ခိုက်နေကြဆဲဖြစ်ပါရဲ့ရှင်